စ်ပွဲတွေကြောင့်မလို့စစ်လက်နက်ကုမ္ပဏီတွေရဲ့ဝင်ငွေဆန့်ကျင်တွေမြင့်တက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ဂါဇာစစ်ပွဲနဲ့ယူကရိန်းစစ်ပွဲတွေအပါအဝင်တကမ္ဘာလုံးမှာဖြစ်ပွားခဲ့တဲ့လုံခြုံရေးဆိုင်ရာထိတိုက်တွေ့မှုတွေကြောင့်2024ခုနှစ်အတွင်းမှာစစ်လက်နက်ထုတ်လုပ်ရောင်းချတဲ့ကုမ္ပဏီတွေရဲ့ဝင်ငွေဟာဆန့်ကျင်တွေပမာဏအထိရောက်ခဲ့တယ်လို့ဆွီဒင်ခြေဆိုင်စတော့ဟုံးနိုင်ငံကငြိမ်းချမ်းရေးသုတေသနအင်စတီကျူကထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာဖော်ပြခဲ့ပါတယ်။2024ခုနှစ်အတွင်းမှာစစ်လက်နက်ကုမ္ပဏီတွေကထုတ်လုပ်ရောင်းချခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေရဲ့တန်ဖိုးစုစုပေါင်းကအမေရိကန်ဒေါ်လာ669ဘီလီယံရှိခဲ့ပြီးတမိုင်းတစ်လျှောက်စံချိန်တင်အမြင့်ဆုံးပမာဏကိုရောက်ရှိခဲ့တာပါအမေရိကန်မှာခြေစိုက်ထားတဲ့ကမ္ဘာထိပ်တန်းစစ်လက်နက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Lockheed Martin လို့ကုမ္ပဏီမျိုးကစပြီးကမ္ဘာထိပ်တန်းစစ်လက်နက်ကုမ္ပဏီတရာလုံးဟာ2024ခုနှစ်မှာရောင်းအားတွေမြင့်တက်ခဲ့ပြီးဝင်ငွေတွေတိုးလာခဲ့တယ်လို့အစီရင်ခံစာထဲမှာချက်လက်တွေနဲ့တကွဖော်ပြခဲ့တာကိုတွေ့ရပါတယ်။ဝင်ငွေအမြင့်ဆုံးစစ်လက်နက်ကုမ္ပဏီ၁၀ခုစီးရင်မှာအဆင့်၈နေရာရခဲ့တဲ့ ရုရှားအခြေစိုက် Rockstep ကုမ္ပဏီဆိုရင်2024ခုနှစ်အတွင်းမှာဝင်ငွေ26သန်းမှ400ကိုင်လောက်အထိကိုမြင့်တက်လာခဲ့တာပါစစ်လက်နက်ကုမ္ပဏီတွေဝင်ငွေမြင့်တက်လာတာဟာကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးအတွက်စိုးရိမ်စရာတွေပုံမှန်များပြားလာတာဖြစ်တယ်လို့လည်းအစီရင်ခံစာထဲမှာဖော်ပြခဲ့ပါတယ်ခင်ဗျာ